မအကတ်မှာဒီဖြစ်စဉ်တွေအားလုံးကိုတီလိုက်ပြီတီလိုက်တော့ तू ကဘယ်လိုပုံစံမျိုးနဲ့ဒီနေရာမှာဗရိတ်ရှစ်လို့ကစားမှလဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းဟာခွန်းလို့ထည့်တယ်ဒီသုံးလုံးပေါင်းခြင်းကရှစ်လို့ထည့်တယ်နော်ဒီသုံးလုံးပေါင်းခြင်းဟာ9လို့ထည့်တယ်ဒါခွန်းရှစ်9ဇလံပေါ့နော်ကောင်းပြီအဲ့ဒီတော့ဒီသုံးလုံးပေါင်းခြင်းခွန်းဒီနော်ဒီသုံးလုံးပေါင်းခြင်းခွန်းကဦးနိုင်တို့ဒီမှာ6ရယ်7ရယ်3ညရယ် ခွန်းလို့ထည့်တယ်နော်ဒီသုံးလုံးပေါင်းခြင်းခွန်းကိုထိတ်စီးသုံးလုံးပေါင်းခြင်းခွန်းလို့ထည့်ပြီးတော့ခွန်းရဲ့နှက်ခတ်တုံညသည်ဒီသုံးလုံးပေါင်းခြင်းတုံညကနော်ဒီ6ရဲ့ဒီ2ရဲ့ဒီ2တုံညလို့ကစားနော်ဒီသုံးလုံးတုံညကိုနောက်ပိတ်သုံးလုံးတုံညလို့ထည့်ပြီးတော့ဒီသုံးလုံးခွန်းကိုထိတ်စီးသုံးလုံးခွန်းလို့ထည့်တော့ထိတ်စီးနောက်ပိတ်ရတော့ဗရိတ်ရှိဆိုတော့တကွက်သေးပဲဒါနှက်ခတ်တရွဲနဲ့ကစားပြလိုက်တာပေါ့နော် ကောင်းပြီဒါဆိုရင်ဒုတိယအကတ်မှာဒီသုံးလုံးပေါင်းခြင်း၈ကြောင့်၃ညရဲ့၄ရဲ့၄ရဲ့၈လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်း၁ကြောင့်၄ရဲ့၃ရဲ့၄ရဲ့၁လို့ကစားတယ်နော်ကြည့်ကောင်းပြီဒါဆိုရင်ဒီသုံးလုံး၈၈ရဲ့နှစ်ခါကဒီသုံးလုံး၁လို့ကစားတဲ့အတွက်ဒီသုံးလုံး၈ကိုထိပ်စီးသုံးလုံး၈လို့ကစားတယ်ဒီသုံးလုံး၁ကိုနောက်ပိတ်သုံးလုံး၁လို့ကစားတဲ့အတွက်ဗရိတ်၈ဆိုတော့တကွက်သေးပဲ ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာအခုခွန်ပြီးပြီရှင်းပြီးပြီဆိုဒီမှာကိုးလို့လာတယ်အဲ့ဒီကိုးကိုဒီချိန်စည်းသုံးလုံးပေါင်းရင်ကိုးလို့ဖြစ်မှာဆိုတော့ဒါဦးနိုင်တို့ကငားထိတ်လို့ထည့်ရမှာเนาะအဲ့တော့ကိုးရဲ့နှက်ကတ်ဒီဒီသုံးလုံးက6တယ်အဲ့ဒီ6ကိုလည်းနောက်ပိတ်သုံးလုံးပေါင်းရင်ဒီ6လို့ဖြစ်မှာဆိုတော့ဒါခွန်နောက်ပိတ်လို့ထည့်ရမှာပေါ့เนาะအဲ့တော့ငားထိတ်နဲ့ခွန်ပိတ်ရပြီဆိုတော့ပရိတ်ကလည်းရှေ့ဆိုတော့ဒါ96ခုဆိုတဲ့ကဏ္ဍလေးတကွက်ပဲရတာပေါ့เนาะ ဒီသုံးလုံးပေါင်းခြင်း9ကြောင့်ထိပ်စီးသုံးလုံးပေါင်းခြင်း9ဒီသုံးလုံးပေါင်းခြင်း6ကြောင့်နောက်ပိတ်သုံးလုံးပေါင်းခြင်း6အဲ့တော့9ထိပ်ခွန်ပိတ်ကို10ပြည့်ဆိုတော့96ခွန်ဆိုတဲ့ကဏ္ဍလေးတကွက်ပဲရတယ်ပေါ့နော်ကဲ96ခွန်ဆိုတဲ့ကဏ္ဍကိုကြိုက်တဲ့မိတ်ဆွေတွေက96ခွန်ကိုဒဲထိုးလိုက်ပေါ့ဗျာနော်ဒီလိုင်းကလေးကိုကဏ္ဍလေးကိုခြေသေးစနစ်နဲ့ဥနိုင်ကစားလိုက်တော့မှာပေါ့နော်နှစ်ဦးမှာ9ပြည့်လို့သူကစားတယ်နှစ်ဦးမှာ9ပြည့်လို့ကစားတယ် နှစ်ဦးမှာငါးပဒိတ်လို့ကစားတယ်တိုင်မင်ကွာဝေးအတူတူပဲနော်ကြံတဲ့ထောက်ဆက်လေးတွေဦးနဲ့ဖြစ်မပြတော့ဘူးနော်ကောင်းပြီအဲ့ဒီလိုငါးပဒိတ်လို့ကစားပြီးတာနဲ့သူ့ရဲ့ဒီဘက်၄ပင်မြောက်မှာဒီသုံးလုံးပေါင်း၁ကဒီမှာပဒိတ်၁လို့ရိုက်တယ်ဒီသုံးလုံးပေါင်း၁ကဒီမှာပဒိတ်၁လို့ရိုက်တယ်ဒုတိယအကတ်မှာလည်းဒီသုံးလုံးပေါင်း၁ကဒီမှာပဒိတ်၁လို့ရိုက်တယ်တတိယအကန့်မှာလည်းဒီသုံးလုံးပေါင်း1ကဒီမှာဗရိတ်1လို့သူရိုက်တယ်ဟုတ်ပြီเนาะအဲ့ဒီတော့ဒီအဲ့ဒီလို့ ပရိတ်တလူရိုက်ပြီးတာနဲ့သူ့ရဲ့ညာဘက်တပင်းနှစ်ပင်းသုံးပင်မှာဒီမှာထွက်မယ်ခဏနော်ပရိတ်တလူရိုက်ပြီးတာနဲ့သူ့ရဲ့ညာဘက်တပင်းနှစ်ပင်းသုံးပင်မှာထွက်မယ်ခဏပရိတ်တလူရိုက်ပြီးတာနဲ့သူ့ရဲ့ညာဘက်တပင်းနှစ်ပင်းသုံးပင်မှာဒီနေရာမှာထွက်မယ်ခဏဘလို့ပုံစံထွက်မှာလဲပေါ့နော်အဲ့တော့ကောင်းပြီဒီနှစ်ခါနဲ့နောက်ပေါင်း6နဲ့ဒီ8လို့ရနှစ်ခါနဲ့နောက်ပေါင်း6နဲ့ဒီ8ဒီ3လုံးအထောင်က1ပေါ့နော် ဒီ break ဒီခွန်းနဲ့เนาะခွန်းတစ်ရှိဆိုတဲ့ကဏ္ဍ၃လုံးကိုတစ်ခုချင်းလေးဦးနိုင်ကစားပြမယ်เนาะအဲ့တော့ဒီ၃လုံးပေါင်းခြင်း၁က break တစ်လို့ရိုက်တဲ့အခါမှာဒီ၄ရဲ့ဒီ၉ရဲ့ဒီ၃ညရဲ့ဒီ၈ရဲ့၄၉၃ညရှိကဏ္ဍ၄လုံးပေါင်းခြင်း၁လို့ဒီ၁ကိုဖြီလိုက်တယ်ဖြီပြီးတော့ねဒီအကြောင်းကလေး break ခွန်းဒီ၈ရဲ့၃ရဲ့၄ရဲ့၂ရဲ့ခွန်းလို့ပဲဖြီလိုက်တယ်เนาะအဲ့တော့ဒီ1နဲ့ဒီနောက်ပေါင်း6နဲ့8ဒီ 3ခါနဲ့နောက်ပေါင်းကနဲ့ရှစ်လို့ဖြီလိုက်တော့ဒီမှာ၈ရဲ့ဒီမှာ၁ရဲ့ဒီမှာခွန်း၈၁ခွန်းဆိုတဲ့ကဏ္ဍကိုလည်း၈ခွန်း၁ဆိုပြီးသူ့အလေးနဲ့သူဖြီးပြီးကစားလိုက်တော့၂ခွန်း၈ဆိုတဲ့ကဏ္ဍတကွက်ပဲရတယ်ပေါ့နော်ဒုတိယကမှလည်းအဲ့ဒီလိုပဲဒီ၃လုံးပေါင်းခြင်းက၈လို့ရတယ်နော်ဒီ၃လုံးပေါင်းခြင်းက၁လို့ရတယ်ဒီဗရိတ်ဒီခွန်းလို့ရတယ်ဟုတ်ပြီအဲ့တော့ဒီ၃လုံး၁ကဗရိတ်၁လို့ရိုက်လို့ခွန်း၉၁၄၄လုံးပေါင်းခြင်းက၁လို့ ဖြီလိုက်တယ်ဒီပရိခွန်ကလည်းတုံညာတုံညာခွန်တုံညာဒီခွန်လို့သူဖြီလိုက်တယ်နော်ခွန်လို့ဖြီလိုက်တယ်ဒီသုံးလုံးပေါင်းချင်းရှစ်ကလည်းဒီခါနဲ့နောက်ပေါင်းနဲ့ရှစ်လို့ဖြီလိုက်တော့တုံညာ6လေးဆိုတဲ့ကနံဒဲတကွက်ပဲရတာပေါ့နော်ကောင်းပြီဒါဆိုရင်ဥနိုင်တို့ဒီတတိယအကတ်မှာဒီသုံးလုံးပေါင်းချင်းကလည်းရှစ်ခဲ့ပြီဒီသုံးလုံးပေါင်းချင်းကလည်းတစ်ခဲ့ပြီဒီမှာလည်းပရိကခွန်လို့ထည့်ထားပြီအဲ့တော့ရှစ်တစ်ခွန်ဆိုတဲ့ကနံဒီဒီသုံးလုံးတစ်ကပရိတ်တစ်လို့ဖြီးပြီးတာ ਨੇ နော် 6ခွန်တော့ဘိနဲ့မှာတစ်လို့ဖြစ်မှာဆိုတော့တစ်တလုံးပြီးသွားပြီဒီပရိတ်ခွန်ကဒီသုံးလုံးပေါင်းရင်၃ညနဲ့ခွန်ထိန်နဲ့ခွန်လို့ဖြီးလိုက်တဲ့အတွက်ကိုဒီခွန်ကလည်းပြီးပြီအဲ့တော့ဒီသုံးလုံးပေါင်းရင်၈ကခွန်ခါနဲ့เนาะနောက်နှလုံးပေါင်း၁နဲ့မှာ၈လို့ဖြစ်မှာဆိုတော့ဒါခွန်လေးခွန်ဆိုတဲ့ကဏန်းလေးဒဲတကွက်ပဲရတာပေါ့ဗျာကဲခွန်လေးခွန်ဒဲပေါ့နော်ခြားခြားကိုပေါ့နော်လိုက်လွှင့်ပြီးပြလဲဆိုတာက ဇံဝင်တဲ့အခါမျိုးပေါ့မှုဝင်မှာပြလို့ကောင်းတာပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ထပ်ဗရိရှိတခုကိုဥနိုင်ကဆက်ပြဆက်ပြမယ်ဆိုတော့ဥနဲ့တော့နှစ်ဦးမှာဒီမှာ၃ပြိတ်လို့ကစားတယ်ကစားပြီးတော့ဒီဘက်မှာတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်ချားတယ်၃ပြိတ်ကစားတယ်၅နှစ်ချားတယ်၅ပြိတ်တစ်ခါခွန်ခါဒီ၃ချိန်မှာခွန်ပြိတ်လို့ရိုက်အဲ့မှာတကတ်ရှိတယ်၃ပြိတ်ကစားတယ်၅နှစ်ချားတယ် ငါးပရိတ်တခါခွန်ကသုံးချိန်မှာခွန်ပရိတ်လို့ရိုက်တယ်နော်သုံးပရိတ်လို့ကစားတယ်ငါးနှစ်ချားတယ်ငါးပရိတ်လို့ရိုက်တယ်တခါခွန်ကသုံးချိန်မှာခွန်ပရိတ်လို့သူရိုက်တာဟုတ်ပြီအတိုင်မင်ကိုတည်လိုက်တာတည်လိုက်တော့ဥနိုင်တို့ဒီမှာအဲ့လိုတည်လိုက်တော့ဒီသုံးပရိတ်ရဲ့နော်ဒီသုံးပရိတ်ရဲ့တနှစ်ကျော်ဒီဘက်နှစ်မှာ16ချိန်မှာသုံးပရိတ်လို့ပဲပြန်ရိုက်တယ်သုံးပရိတ်လို့ရိုက်တဲ့အခါမှာဒီသုံးလုံးပေါင်းခြင်း6ကိုဒီသုံးလုံးပေါင်းခြင်း6လို့သူထည့် ုံးပရိခံပြီးတော့မှ3လုံး9က3လုံး9လို့ထည့်ပြလိုက်ရဲ့အောက်ကဒီ6ရယ်တိုင်မြန်ကွာဝဲတူတူမှရှိတယ်ဒီ9ရယ်ဒီ1ရယ်1ရယ်9ရယ်6ရယ်အဲ့ကဏ္ဍ3လုံးကို198ဆိုတဲ့ကဏ္ဍကို နော်198ဆိုတဲ့ကဏ္ဍကိုဒီ9ပရိရယ်2ပွဲဆိုမှာဒီ2လုံး9ဒီ3လုံး1ဒီ2လုံး8လို့ပြန်ဖြည်တာ198ကိုဒီ2လုံး9ဒီ3လုံး1ဒီ2လုံး8လို့ပြန်ဖြည်တာ ဖြီးပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်မှာအဲ့198ဆိုတဲ့ကများပတ်လေဒီမှာလာပြီးတော့ကစားတာဘာကြောင့်ကစားလဲဆိုတော့နောက်တော့မှဦးနဲ့ရှင်းပြမယ်နော်ဒုတိယအကတ်မှာလည်းအဲ့လိုပဲ၃ပရိတ်လို့ရိုက်တယ်တစ်နှစ်ချပြီးဒီဘက်နှစ်16ကျင်းမှာ၃ပရိတ်လို့ပြန်ထောက်တယ်ထောက်ပြီးတော့ဒီ၃လုံး၉ကလည်းဒီလို၉ကိုထည့်တော့ဒီမှာ၈ဒီမှာ၉ဒီမှာ၁တိ98ဆိုတဲ့ကញ្ញံ3လုံးပဲပြန်ထည့်ထည့်တော့အဲ့ဒီတိ98ကိုလေဒီမှာ9ပြိတ်လို့ရိုက်ပြီးတော့2ပွဲကြုံပါဒီနှလုံး ဒီသုံးလုံး1ဒီနှလုံး8 9 8လို့ပြန်ဖြည့်လိုက်တယ်ဖြည့်လိုက်တဲ့အတွက်ကိုသူ့ရဲ့တနေချာပြီးဒီဘက်နှစ်မှာလဲ1 9 8ဆိုတဲ့ကဏ္ဍပါလဲဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ3ပြိတ်လဲရိုက်ထားတယ်တနေချာပြီးဒီဘက်နှစ်16ကြိမ်မှာ3ပြိတ်လို့ထောက်ပြီထောက်ပြီးじゃနဲ့ဒီသုံးလုံး9ကလဲဒီလို9လို့ထည့်လိုက်တော့ဒီမှာလဲ8ဒီမှာလဲ9ဒီမှာလဲ10เนาะ10ရယ်9ရယ်8ရယ်ဆိုပြီးတော့ तू อ่ะ ကနန်းသုံးလုံးကိုလုံးဝမသွေမသိတိတိကြကြအောင်သူကစားခဲ့တယ်။အဲ့တော့ဒီရှစ်ကိုတစ်လို့ကစားလိုက်တော့ဒီမှာလဲငါးပိတ်လို့ကစားပြီးတော့နှစ်ပွဲကျော်မှာဒီနှလုံးကိုဒီသုံးလုံးတစ်ဒီနှလုံးရှစ်လို့ပြန်ဖြီလိုက်ဖြီလိုက်တော့သူ့ရဲ့ဒီနောက်တစ်နှစ်မှာတစ်ကိုရှစ်ဆိုတဲ့ကနန်းကားလာဦးနိုင်ကထွက်ရှင်တော့တာပေါ့နော်အဲ့တော့ဦးနိုင်အကျင်ရင်ထည့်ပြီးပြအကျင်ရင်ထည့်ပြမှာဆိုတော့ဒီ break ရှင်းနဲ့ပတ်သက်လို့ तू อ่ะก้องน่ะกูเนาะปริชญ์เนี่ยปัดเสร็จโหก้องน่ะกูก้องเนาะคุณน่ะပြောแก่ได้1 9 8หลู तू ขุยแก่တော့ดิ8เนี่ยมิ้งกုံมาชื่อแหละนอกนะลงม้อง4ดินอกนะลงม้อง4ดิเนาะดินอกนะลงม้อง4ดิဒီနှလုံးပေါင်း9ရဲ့တပွဲကြော်မှာဒီကနန်း၄လုံးပေါင်းရင်၄လို့ထည့်၄လို့ထည့်ပြီးတော့မအဲ့၄ကဒီနေရာလေးမှာလာပိတ်မှာเนาะ နောက်နှလုံးပေါင်း၄တိုင်ပင်အကွာအဝေးတူတူမှာ၄လုံးပေါင်းရင်း၄အဲ့၄ဟာ၃ချိန်မှာလာပိတ်မှာပိတ်ပြီလို့မို့အဲ့ဒီ၈၉၁ကဏ္ဍပတ်လေသည်၄ချိန်မှာထွက်မှာ၄ချိန်၁၄ချိန်ပေါ့၁၄ချိန်မှာထွက်တယ်သူထွက်တော့မဲ့အချိန်မှာ၃ချိန်မှာဗရိတ်ခွန်းလို့ထောက်ခဲ့လို့ခါ၃လုံးသည်ခွန်းလို့သူပုံတည်ထောက်ခါ၃လုံးသည်ခွန်းလို့ပုံတည်ထောက်မှာထောက်ပြီးတာနဲ့ငားနဲ့ဒီနောက်နှလုံးနဲ့ တုံညလို့သူထည့်လိုက်ထည့်လိုက်တော့ဒီနောက်ပေါင်း၅ကြောင့်ခွန်ရယ်တုံညရယ်ရှစ်ထိပ်စီရယ်၅လို့ထည့်တယ်ဆိုတော့နှစ်ကွက်ပဲထူအောင်ဒုတိယကမှလည်းအဲ့လိုပဲရှစ်ရယ်၉ရယ်၁ရယ်အဲ့ရှစ်၉တိဆိုရယ်သူမြင်းကုံကနောက်ပေါင်းခွန်အဲ့နောက်ပေါင်းခွန်ဒီတိုင်ပင်အကွာအဝေးအတူတူမှာဒီကနေ့လေးလုံးခွန်လို့ဖြစ်ပြီးတာနဲ့တုံးချိန်မှာခွန်လို့ပိတ်လိုက်တော့ဒီဘက်နှစ်၁၈ချိန်မှာသူလာထွက်တယ်ထွက်တော့မဲ့အချိန်မှာလေဒီဗရိတ်ခွန်ကြောင့်နော် ်ခါးသုံးလုံးဒီခွန်းလို့ထည့်တယ်ဒီ6နဲ့နောက်ပေါင်းလေးနဲ့ဒီတုံညလို့ထောက်တယ်ခါးသုံးလုံးခွန်းလို့ထည့်တယ်ထည့်ပြီးကြနဲ့ဒီနောက်ပေါင်း၄ကြောင်း6ရယ်၄ရယ်၁ရယ်၄လို့ကစားပြီးကြနဲ့တစ်ထိတ်နဲ့နှစ်ခွက်ပဲထိုးရတယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ8 9 1ဆိုပြီးသူဖြစ်နေပြီဖြစ်တော့ဒီမှာလဲသူ့ရဲ့မြင်းကောမှာနောက်နှလုံးပေါင်း9အဲ့ဒီ9ကလည်းတိုင်မင်အကွာဝေးတူတူမှာဒီကနေ့၄လုံးပေါင်းချင်း၅လို့ထည့်ပြီးတာနဲ့အဲ့ဒီ၅ဒီ၃ချိန်မှာလာပိတ်ခဲ့တယ် ိတ်ခဲ့တော့ဦးနိုင်တို့က9ချိန်သို့မဟုတ်15ချိန်ပေါ့15ချိန်ကအဝေးကြီးလို့သေးတယ်နော်အဲ့ဒါမပြောတော့ဘူးအဲ့9ချိန်ဒီ9ချိန်မှာဒီဗရိတ်ခွန်ကြောင့်ခါသုံးလုံးကလည်းခွန်လို့ဖြစ်နေပြီခွန်နောက်ပိတ်နဲ့နောက်နှလုံးပေါင်း3ရက်လည်း3ညလို့လည်းထောက်တယ်ဒီလိုခွန်လို့လည်းထောက်နေပြီထောက်တဲ့အတွက်ဒီနောက်ပေါင်း3ကြောင့်ဒီလို3လုံးပေါင်းချင်းထိပ်စီ3လုံးပေါင်းချင်း3လို့ဖြစ်မယ်ဆိုရင်ကိုထိတ်နဲ့နှစ်ကွက်ပဲထိုးရမှာ6 7နဲ့6 8ပဲထိုးရမှာနော်အဲ့ဒါထောက်ချက်ကလေးက ညီတယ်နော်ထောက်ဆက်ကဘယ်လိုညီလဲဆိုတော့ဒီသုံးလုံးတုံညဒီလိုခွန်းလို့ပုံသေးထောက်ပြတာနဲ့ဒီနေရာကိုလာရွှေ့တယ်ရွှေ့မဲ့အချိန်မှာလဲနောက်ပေါင်းလေးခဏလေးလုံးပေါင်းချင်းလေးလေးနောက်ပိတ်လို့လဲအချိန်ကြီးရလဲ14ချိန်မှာကြိုက်ရဒုတိယအကမှာလဲအဲ့လိုပဲဒီသုံးလုံးတုံညကဒီလိုခွန်းလို့လဲထောက်တယ်ထောက်တော့အချိန်ကြီးအပြင် နောက်ပေါင်းခွန်းလေးလုံးခွန်းခွန်းလို့ပိတ်ခဲ့တဲ့အတွက်18ချိန်မှာထွက်တယ်ဒါအချိန်ရောအကုန်ကြိုက်တယ် အခုတတိယအကမှလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းတုံညခါသုံးလုံးခွန်းလို့ထည့်ခဲ့တဲ့အတွက်နော်နောက်ပေါင်း၅အဲ့ဒီနောက်ပေါင်း၅ကလည်းကနန်း၄လုံးပေါင်းကြီး၅လို့ရိုက်ပြီး၅ကလည်းပိတ်ခဲ့တဲ့အတွက်၅ချင်းကိုထွက်ရမှာဆိုတော့ကဲအဲ့တော့ဦးနိုင်ကတော့အစင်ပြေတယ်လို့ကိုရှိတဲ့လိုပဲရေးပြလိုက်တယ်ဗျာအဲ့တော့ကျွန်တော်တို့ကတင်းနောက်ပိတ်မကြိုက်ဘူးဗျာတခါနဲ့ပဲထိုးမယ်ဆိုလဲထိုးလိုက်ကြပါဘောနော်ကဲဟုတ်ပြီအဲ့တော့မွေးကနန်းလေးတွေသုံးကက်စီမွေးကနန်းဒဲမွေးကနန်းလေးတွေ၆ကွက်တင်ပေးထားတာရှိတယ် အကျင့်ရည်တွေအားလုံးပါပြီးသားဥနဲ့ရဲ့မိတ်ဆွေတွေနော်မမ္မာအဖွဲ့ဝင်တွေအကုန်လုံးကိုပြထားပြီးသားသို့တော်ခုဒီရှစ်ပရိတ်ကြိုက်တဲ့အတွက်ကိုနော်ဒါမမ္မာကနန်းထဲမှာတကွက်ပါတယ်6တုံညာနှစ်ကိုအကျင့်ရည်ကစားနီးလေးထည့်တာလေးကိုဒါဥနဲ့ကမိသားလက်ဆောင်ဖြစ်နေဥနဲ့ရဲ့မိတ်ဆွေတွေကိုဒါပြပေးလိုက်မယ်ပေါ့နော်ပြပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဥနဲ့နဲ့အတူတူအခုလိုဥနဲ့ရဲ့ကစားကွက်ကလေးတွေကို စီဂျောလိုင်းလေးတွေအကွက်ရွှေ့လိုင်းလေးတွေကစားကွက်လေးတွေအတူတူလေ့လာခြင်းနဲ့ဆိုရင်ဒါလေးကဥနိုင်ကိုင်တဲ့ဖုန်းနံပါတ်လေးပေါ့နော်အဒီဖုန်းနံပါတ်လေးနဲ့ဥနိုင်ကိုဆက်သွယ်လို့ရပါတယ်ဥနိုင်ကမန်ပါဆရာတော့မဟုတ်ဘူးသို့တော့ပန်းတူတန်အော်ဂနာဗီဒီယို ဖိုင်လေးတွေကိုပို့ပေးဖို့အတွက်နော်တကြိမ်စာကိုအင်တာနက်ဖိုး2000တောင်းရခြင်းဖြစ်တယ်အဲ့တော့ဥနဲ့နဲ့တူတူလက်တွဲကျင်တဲ့မိတ်ဆွေများလှမ်းလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်เนาะအဲ့တော့ပထမ6လစာ ဒီဆက်နှက်ကျင်ထီအောင်ဝင်ကျင်တဲ့မိတ်ဆွေတွေရှစ်ကျင်ကျင်နေတယ်ပေါ့နော်အဲရှစ်ကျင်သာကို2000ပေးရမယ်နှစ်ကုန်နဲ့ထီအောင်ဝင်ကျင်တဲ့မိတ်ဆွေတွေဆိုရင်ကတော့4000ကျပ်ပေါ့ဗျာတစ်ကျင်ကို2000လုံးနဲ့ပေါ့နော်အဲဥနိုင်ရဲ့ Viber တို့မဟုတ်မှန်ပါအောက်ထဲမှာဥနိုင်ထည့်ပေးမယ်ကြည့်ကောက်ပြီအဲ့တော့ဒီ6တုံညာနှစ်ဆိုတဲ့မွေကနန်းဆိုင်ကတော့ဒါဥနိုင်ဒီမှာရေးပြီးတော့လဲပြခဲ့ပြီးသားအဲ့မွေကနန်းဆိုင်ကိုလဲအသေးစိတ်ရှင်းမပြတော့ဘူးပေါ့နော်ဖြစ်စင်ကဒီလိုလေးပဲဒီ3လုံးကဒီ3လုံးက 335လို့ဖြစ်တယ်30ခွန်အတွဲထောက်တယ်6ပြိက6ပြိထောက်တယ်3လုံး9ဟာ3လုံး9လို့ထောက်တယ်ဖြစ်စဉ်ကိုတီးရယ်ဒုတိယအကတ်မှာလည်းအဲ့ဒီလိုပဲဖြစ်စဉ်လေးကိုတီးလိုက်တယ်တတိယအကတ်မှာလည်းအဲ့ဒီဖြစ်စဉ်လေးကိုတီးလိုက်တယ်တီးလိုက်တော့ဘာတွေပြောခဲ့လဲဆိုတော့ဒီနှလုံး3ညလို့ထောက်ခဲ့တဲ့အတွဲနော်ဒီ3လုံး3ညဂွီးပုံစံ3ညရဲ့အောက်ကဒီကနန်းဒီဒီကနန်းဒီသူ့ရဲ့ညာဘက်၃နှစ်မြောက်မှာဂွာပေါင်းခွန်ရဲ့ဇောင်းကိုထွက်တယ် ထွက်လို့သူ့အောက်ကကနန်း338ဆိုတဲ့ကနန်းဒီ338လို့ဒဲထွက်တယ်ဒဲထွက်မယ်သူထွက်တော့မယ့်အချိန်မှာဘယ်လိုပုံစံထွက်မှာလဲဆိုတော့နော်ဘယ်လိုပုံစံထွက်မှာလဲဆိုတော့ဦးနိုင်တို့ဒီမှာဒီ3လုံး9ကဒီ3လုံး9လို့ဖြစ်ခဲ့တဲ့အတွက်နော်9လို့ဖြစ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာနောက်နှလုံးပေါင်း10လို့ရှိတယ်အဲ့နောက်နှလုံးပေါင်း10ဒီပရိတ်10ဒီလို10လို့ထောက်ပြီးတော့မှသူ့ရဲ့ညာဘက်ကိုထွက်တယ်ဒီကနန်းလေးကတဲ့တဲ့ထွက်တယ်နော် ဒုတိယကမှလည်းအဲ့လိုပဲဒီနှလုံး30လို့ထောက်ခဲ့လို့ဒီသုံးလုံးတုံညာဘီပုံနဲ့တုံညာသူ့အောက်ကကနန်းသည်သူ့ရဲ့ညာဘက်သုံးနှစ်မြောက်မှာကွာပေါင်းခွန်ရဲ့ဆောင်းကိုထွက်ခဲ့တယ်သူ့အောက်ကကနန်းသည်ဒီနေ့မှာတဲထွက်တယ်လို့ပြောခဲ့တယ်ထွက်တော့မယ့်အချိန်မှာဒီကိုဒီကိုဖြစ်လို့ဒီမှာနောက်ပေါင်း6လို့ဖြစ်တဲ့အချိန်မှာကိုပရိတ်ကဒီသုံးလုံး6လို့ဖြစ်လို့သူ့ရဲ့တပွဲကျော်မှာလာထွက်တယ်ခုတတိယကမှဒီနှလုံး30ဖြစ်ခဲ့လို့ ဒီသုံးလုံးတုံညဒီလိုတုံညလို့ဖြစ်လို့ဒီကနန်းဒီသူ့ရဲ့ညာဘက်သုံးနစ်မြောက်မှာဂွာပေါင်းခွန်ရဲ့ဇောင်းကိုထွက်တယ်သူ့အောက်က6တုံညနှစ်ဒီဒီနေ့ထဲမှာရဲထွက်မယ်ဘယ်အချိန်မှာထွက်မှာလဲဆိုတော့ဒီသုံးလုံးကိုဒီလိုကိုးကြောင်ဒီမှာနောက်ပေါင်း၈လို့ဖြစ်ခဲ့တဲ့အတွက်ပရိရှိဒီသုံးလုံး၈လို့ဒီနေရာလေးမှာထောက်တယ်ဆိုရယ်သူ့ရဲ့ညာဘက်တစ်နှစ်ကျော်မှာဒီကနန်းလေးကဒီမှာလာပြီးတော့ဒဲထွက်ချင်တာပေါ့နော်ပရမအကတ်ဒီဒီကနန်းဒီဒီမှာဒဲထွက်တော့မယ့်အချိန်မှာ တုံညာပရိတ်ကိုသုံးလုံးတုံညာထောက်ပြီးတော့မှထွက်တယ်ဒုတိယအကက်ဒီဒီကနန်းလေးဟာဒီမှာဒဲထွက်တော့မဲ့အချိန်မှာကိုးပရိတ်ကိုဒီသုံးလုံးကိုးလို့ထောက်ပြီးတော့မှထွက်တယ်တတိယအကက်6တုံညာနှစ်ကဒီနေရာလေးကိုဒဲထွက်တော့မဲ့အချိန်မှာတုံညာအဲ၈ပရိတ်ဒီဒီသုံးလုံးပေါင်းရင်၈လို့ဖြစ်ပြီးတော့မှဒီနေရာလေးကိုထွက်ချင်တာနော်ဒီအဲ့တော့ဥနိုင်ရဲ့မိတ်ဆွေတွေနော်မွေးကနန်းကိုအကျင်ရည်လေးကိုပြပြပါပြပြပါလို့ဖုန်းခဏခဏဆက်မိတဲ့မိတ်ဆွေတွေလည်း